ဒေါ်ဂျီရိုနဲ့တို့ကကျောင်းနံပါတ်9ကိုဘာလို့အကြိုက်ဆုံးနံပါတ်အဖြစ်ရွေးချယ်ခဲ့ရတာလဲ။မင်္ဂလာပါပြည်သူချီတို့ရေကျွန်တော်တို့ရဲ့တပည့်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုးဆိုလိုက်ပါရစေ။ဒေါ်ဂျီငထိုးလို့ဆိုလိုက်တာနဲ့ကျောင်းနံပါတ်9ကိုပဲပြင်းပြင်းကြမှာပါ။ဒါကြောင့်လဲ CR7 လို့ခေါ်ဝေါ်ချတာလည်းဖြစ်ပါရစေ။ဘောလုံးသမားတွေဟာကျောင်းနံပါတ်ကိုရွေးချယ်တဲ့အခါမှာ9အပြင်10ကိုလည်းသဘောကျတတ်ကြပါရစေ။နေမာ MVP တို့လိုတောင်ပံကစားသမားတွေတောင်မှသူတို့ရဲ့စိတ်ကြိုက်ကျောင်းနံပါတ်က10ဖြစ်နေတာပါ။ဒါကြောင့်ရော်နယ်ဒိုဟာလည်းကျောင်းနံပါတ်10ကိုရွေးချယ်သွားတာဖြစ်ကောင်းဖြစ်နိုင်ပါရစေ။ဒါပေမဲ့ဖြစ်မလာခဲ့ပါဘူး။ ်ဘာလို့လဲဆိုတော့ဒါတွေအားလုံးဟာမန်ယူနိုက်တက်အသင်းကြောင့်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရော်နယ်ဒိုကိုကျောင်းနံပါတ်9ပေးခဲ့တဲ့ဖာဂူဆန်ကြောင့်သာသူ့ရဲ့စိတ်ကြိုက်နံပါတ်ကကျောင်းနံပါတ်9ဖြစ်သွားတာပါတကယ်ဆိုရင်ပတ်သက်ပြီးတော့2015ဘလွန်ဒေါ်ဆုပေးပွဲအခမ်းအနားမှာရော်နယ်ဒိုကအခုလိုပြောပါတယ်ကျွန်တော်ယူနိုက်တက်ကိုရောက်တော့ကျောင်းနံပါတ်28ကိုပဲတောင်းဆိုခဲ့တာပါဒါပေမဲ့နီးပြကငင်းဆန်ပြီးတော့ကျောင်းနံပါတ်9ကြီးပေးလာပါတယ်ကျွန်တော်အရန်ကိုအံ့ဩသွားခဲ့ပါတယ်ဒီနံပါတ်ကိုဒေးဗစ်ဘက်ကန်ဝစ်ခဲ့တာလေကျွန်တော်လည်းအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်အဲ့ဒီချိန်ကနေစပြီးတော့ကျွန်တော်အတွက်ဒီနံပါတ်ကကံကောင်းတဲ့နံပါတ်လေးဖြစ်လာပါတယ် ကျွန်တော်ဟာဒီကြောနံပါတ်နဲ့ဘောလုံးမှာအရာအားလုံးကိုစုခုနိုင်ခဲ့ပါတယ်လို့ဖြစ်ခဲ့မှုတာဖြစ်ပါတယ် United ဟာကြောနံပါတ်9နဲ့ပတ်သက်လာရင်အင်မတန်နာမည်ကျော်ကြားတဲ့အသင်းပါ United အသင်းကြောနံပါတ်9ဆိုတာကြီးကြီးခမ်းနားလို့လို့တော်ရုံတန်ရုံကစားသမားတွေမဝှေ့ဆင်နိုင်ကြပါဘူးဝှေ့ဆင်လိုက်ပြီဆိုရင်ကျိန်းစာသင့်တယ်လို့လို့ရွာသူဖန်ဆားတာခံရတယ်လို့လည်းအတုံးယုံကြရှုံးတတ်ကြပါတယ် Di Maria, Depay, Valencia, Sanchez ဒီကစားသမားတွေဟာ United ကြောနံပါတ်9ကိုဝှေ့ပြီးတော့ကျိန်းစာသင့်သွားချသူတွေပါပဲ United ဂျော်နာဘတ်ခုနှစ်ကိုကြီးကြပ်ခန်းနာအောင်ချက်တရေတော်တိုးစီခဲ့တဲ့ကစားသမားတွေကတော့ John Bass, Eric Cantona, David Beckham, Ronaldo တို့ပါပဲ။ဒီကစားသမားတွေရဲ့အကြီးကြီးအခမ်းအနားဆုံးနဲ့အောင်မြင်ဆုံးကတော့ Ronaldo ပါ။သူကဂျော်နာဘတ်ခုနှစ်ကိုဝစ်ဆင်ပြီးတော့ United အတွက်ဘောလုံးတော်စုပါအရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ United ရဲ့အသင်းသမိုင်းမှာတရေနီဂျာစီကိုဝစ်ဆင်ပြီးတော့ဘောလုံးတော်ရဘူးတဲ့ကစားသမား၄ဦးပဲရှိပါတယ်။ Daniel Loss, Sa Bobby Chadan Joe Bass နဲ့ Ronaldo တို့ဖြစ်ပါတယ်။ Joe Bass နောက်ဆုံးဘောလုံးတော်ရယူခဲ့တာက1968ခုနှစ်ကပါ။ ဒါကြောင့်1968ခုနှစ်နောက်ပိုင်းနှစ်ပေါင်း60အတွင်း United ဂျာစီဝဲကစားသမားတွေတဲ့ဘောလုံးတော်ရာဘူးတာဆိုလို့ရော်နယ်ဒိုတဦးတည်းပဲရှိတာဖြစ်ပါလိမ့်။ဆက်ရှင်နှစ်သားအရွယ်မှာ United စီရောက်လာပြီးတော့ဘောလုံးလောကရဲ့အကြီးကျယ်အခမ်းအနားဆုံးကစားသမားဖြစ်လာအောင်ရော်နယ်ဒိုသမိုင်းရေးထိုးသွားပုံအထင်ကြီးစရာကောင်းတာထက်ကိုပိုပါလိမ့်။သူရဲ့ United ကစားသမားဘဝအစကလုံးဝမလွယ်ကူခဲ့ပါဘူး။ Sir Alex Ferguson ကသူ့ကိုယုံကြည်မှုအပြည့်ပေးပြီးတော့ဖခင်တဦးလိုစောင့်ရှောက်ခဲ့လို့သာသူအဆင်ပြေသွားခဲ့တာပါ။ ဖာဂူဆန်ကသူ့ကိုယုံကြည်မှုရှိသွားနေပဲအသင်းရဲ့ဂန်ဒဝင်းကျောနံပါတ်9ကိုပေးဝစ်ခဲ့တယ်။ရော်နယ်ဒိုကလည်းယုံကြည်မှုနဲ့ထိုက်တန်ကြောင့်ပြသနိုင်ခဲ့ပါတယ်။အသင်းစီစားရောက်ရောက်ချင်းရော်နယ်ဒိုလက်စတာရိုင်းနဲ့ပြဿနာစတတ်ပါတယ်။လက်စတာရိုင်းကဂိုးအေရီးယားထဲမှာဆိုမိုးဆိုးတကောင်ပါပဲ။သူ့စီကိုဘောလုံးရောက်လာဖို့လိုပါတယ်။ဒါပေမဲ့ရော်နယ်ဒိုကဖြတ်တင်ဘောတွေမပေးဘူး။ဒီလိုနဲ့ထရိနင်းမှာရော်နယ်ဒိုနဲ့လက်စတာရိုင်းတို့ညှိကြပါတယ်။လက်စတာရိုင်းကမချိန်နိုင်ရင်မေးဖေသွားတိုင်းလို့ပြောခဲ့ပါတယ်။ဖာဂင်ဖြစ်သူဆုံးပါသွားကစားမှုရော်နယ်ဒိုတော်တော်လေးကိုစိတ်ထိခိုက်ခဲ့ရပါတယ်။ နောက်တော့ဖာဂူဆန်နဲ့နက်စတယ်ရိုင်းလိုအသင်းရဲ့အဓိကတိုက်စစ်မှုကိုရောင်းထုတ်လိုက်တဲ့အထိရော်နယ်ဒိုဘက်ကနေပြီးတော့ရက်တည်ပေးခဲ့ပါတယ်။ရော်နယ်ဒိုဟာ United အတွက်6နှစ်တာကစားပေးခဲ့ပြီးတော့ပြိုင်ပွဲစုံ346ပွဲကစား145ခုသင်းယူပေးနိုင်ခဲ့တဲ့သူပါ။ United ကို Premier League Champion 3ချိန်ဇက်တိုက်ဖြစ်စေခဲ့သလို Champion League ဖလားတစ်လုံးလည်းရရှိခဲ့ပါတယ်။သူရဲ့ United ကစားသမားဘဝအကောင်းဆုံးခုနှစ်က2008ပါပဲ။ ကွင်းနဲ့ကစားသမားတအုပ်အနေနဲ့ဂိုးတွေအများအများသွင်းယူနိုင်ခဲ့ပါတယ်။2009 2008ရာသီမှာရိုနယ်ဒိုဟာပရီးမီးယားလိ32ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ဂိုးသွင်းပြင်ဆင်ရခဲ့ပါတယ်။ဥရောပရွှေဖက်နက်စုကိုလည်းရရှိခဲ့ပြီးတော့ဂိုးသွင်းတုံးချမ်းခဲ့တာပါ။ချန်ပီယံလိဘောလုပွဲမှာလည်းချက်စီးဘက်ကိုခေါင်းတိုက်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူဟာဥရောပတနစ်တာအကောင်းဆုံးစုကိုထက်တဲ့တန်ရရှိခဲ့ပါတယ်။ရိုနယ်ဒိုရဲ့ပြိုင်ပွဲဆုံးသွင်းဂိုးကလည်း52ဂိုးအထိကိုရှိခဲ့တာပါ။ဒါကြောင့်ပဲ2008ဘောလုံးတော်စုကိုပြိုင်ဖက်ခင်းရခဲ့သလို FIFA ကမ္ဘာအကောင်းဆုံးကစားသမားစုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ 送你级别个家里来着，阿龙的节奏就被电视暴露了。